မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောအကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမုံရွာဒိုင်းနမိုက်စပက်ရှယ်တက်စ်ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် အော်တိုဘားလ31ရက်နေ့နနက်9:25မိနစ်ခန့်တွင်မုံရွာမြို့နယ်တောပူဖြူစောထီးရွာမှထွက်လာသောအင်အား15ဦးပါစစ်သားများကိုမုံရွာမန္တလေးလမ်းပိုင်းတွင်တော်လန်ရေးတပ်ဖွဲ့များကပရိသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဘက်မှတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတေဆုံးခြင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။စစ်ခွေးတေဆင်းကတော့မသိရဘူး။ကျွန်တော်တို့ဆက်လက်စုံစမ်းနေသေးပါ ခွေးတကောင်ကတော့ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်လားဆိုတော့ထိခိုက်တာပဲရှိတာသေဆုံးတာတော့မကြားရသေးဘူးစစ်ခွေးတွေဘယ်နေရာကိုမိုင်းရှာထွက်လာတယ်ဆိုတော့တောပူရွာပြူရွာထိပ်ပါမိုင်းရှာထွက်လာပြီးမုံရွာမန္တလေးကားလမ်းမကြီးတနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပြည်သူတွေအနေနဲ့စည်ရေးသတိရှိကြပါလို့ပဲပြောချင်ပါတယ်ဟုမုံရွာ Dynamite Special Task Force မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကုန် Free Third Army VHA မုံရွာ Dynamite SDF ချင်းတွင်း Fighter Group CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးကမ်ဘလူးတွင်ပေါ်တာဆွဲဖန်ဆီးခံရသောလူငယ်ဆယ်ဦးကဖြူစောတီရဲမောင်းကိုတိုက်ခိုက်တက်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကံဘလူမျိုးနဲ့တွင်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်၁၀ဦးကိုအမတ်၆၆၆တင်ကားတရင်တို့ကားဖြန့်ဖို့ဆောင်စဉ်အဆိုပါလူငယ်၁၀ဦးကပြူစော်တိရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွမြောက်ခဲ့ကြောင်းကံဘလူခရိုင်အမတ်၃ PDF တရင်ထောက်လန်ရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။အောက်တိုဘာလ၁၅ရက်နေ့တွင်ကံဘလူမျိုးနဲ့၁၀နှစ်သာရွာပြူစော်တိစစ်စည်းရေးဂိတ်မှအကြမ်းဖက်စစ်သားများကခီးသွွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ထို့သောပေါ်တာဆွဲဖန်စီခံရသောလူငယ်များကိုရင်းနှီးညနေပိုင်းတွင်အကြမ်းဖက်ဆက်သားများကအမှတ်6006တင်ကားတက်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်ပြူစောတိရမောင်ကိုပေါ်တာဆွဲခံလူငယ်များကလမ်းခရီးတနေရာအရောက်ခွန်းဝန်းတိုက်ခိုက်ခဲ့ပြီးလေပင်ညှစ်လိုက်ကြောင်းထို့ကြောင့်ပြူစောတိရမောင်ပွဲချင်းပြီးတေဆုံးခဲ့ပြီးလူငယ်၁၀ဦးလုံးလွတ်မြောက်လာကြောင်းသိရပါသည်ထို့နောက်လොမြောက်လာသောလူငယ်၁၀ဦးကထွက်ပြေးလာစဉ်ကံဘလူခရိုင်အမှတ်၃ PDF တရရမှာရဲဘော်များနှင့်တွေ့ဆုံခဲ့ပြီးကဲတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုလူငယ်များသည်တန်းစင်မြို့နယ်ခင်ဦးမြို့နယ်ကောလင်းမြို့နယ်တတမြို့နယ်နှင့်ညင်းမှုမြို့နယ်မှလူငယ်များဖြစ်ပြီး၎င်းတို့အားလုံးကိုကံဘလူခရိုင်အမှတ်၃ PDF တရင်မှတာဝန်ရှိသူများကစစ်ဆေးပြီးနောက်မိသားစုထံသို့ပြန်လည်အနှံပေးခဲ့ကြောင်းသိရပါသည်။အော်တိုဘာလ15ရက်နေ့ကဇပယ်နတ်တာပြူစော်တီစစ်ဆေးရေးဂိတ်မှပေါ်တာဆွဲခံရတဲ့လူငယ်၁၀ဦးကရင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတယ်။ကျွန်တော်တို့စီကို၁၀ဦးလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ သူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လဲအနှံပေးခဲ့ပါပြီဟုကမ်ဘလူခရိုင်အမှတ်3 PDF တရင်6လမ်းရေးတာဝန်ခံကပြောဆိုပါတယ်။အဆိုပါကမ်ဘလူမျိုးနယ်စတဲ့နန်တာရွာပြူစောတီစစ်စေးရေးဂိတ်တီပြည်သူ80ခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှအုပ်ကိုမရင်ကျက်တက်ပြတ်တာတော့ကြောင့်ပြည်သူများရင်ခိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွန်းလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်းအတိအပြီးပြောဆိုထားပါတယ်။ဆက်လက်ပြီးအကြံဖတ်စစ်တပ်နဲ့ TNL အပြည့်ရလိုက်မှုအပြည့်အစုံနာကျင်းဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တက်ရန်နှင့်လိုချင်တာ လက်ရစခုရံဟုဘိုချုပ်တာဘုံကျော်ရှင်းလင်းပြောဆိုရတဲ့တဲ့နယ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်နဲ့တအောင် DNL အပြစ်ရလိုက်မှုအားပြန်စုရန်နာချင်းဖြစ်ပြီးတော်လည်ရေးမှအမြင့်ပြန်တက်ရနှင့်လိုချင်တာလက်ရစခုရံဖြစ်ကြောင်း DNL မှဘိုချုပ်တာဘုံကျော်က၎င်း၏လူမှုကွန်ရက်မှတက်ဆက်သဘောထားထုတ်ပြန်ခဲ့ပါတယ်။ရမနီည9:45မိနစ်အချိန်ဘိုးချုပ်တာဘုံကျော်က TNL ၏အပြစ်ရခြင်းကိုလူမှုကွန်ရက်တွင်ထိုသို့ post တင်၍ရှင်းလင်းခဲ့ခြင်းဖြစ်ပါသည်။ အဖြစ်ရမှုနဲ့ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလသည်စီးပွားရေးညွန့်နှင့်ဆွေးမျိုးအစီရစ်သည့်ကာလမျိုးမဟုတ်ကြောင်းလေရင်ပုံချဲမှုတံကိုခံရသည့်ကာလဖြစ်၍နားချိန်တန်သဖြင့်နားချင်းချက်ကြောင်းဖီအားများ၍နားချင်းဖြစ်ပြီးအပြန့်စုရဲ့နာကျင်ဖြစ်ကြောင်းစစ်တဲ့ငိမ့်ချရင်နဲ့ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စရာမလိုကြောင်းတော်လရင်မှာအမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရစုခုရန်ဖြစ်ကြောင်း၎င်းကရေးသားထားပါတယ်အဖြစ်ရချင်းဆုံးဖြတ်ချက်ပြင်းထန် ညံဆန်လို့ပောက်ကွဲခန်းဆောင်မှုတွေအတွက်နားလေပါတယ်။ငါမျိုးချစ်ရဲဘော်တွေနဲ့နှွေဦးရဲဘော်တို့ရင်1990ကာလအပြစ်ရကစားကြတာမိဖက်တွေခုနေတွေကနေတမက်ရက်အတွင်းထွက်ခဲ့ရတဲ့ကစားခွင့်မျိုးစပန်းနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေ။လေရင်ဘုံကျဲတံငါတို့တွေအတူခံနေကြရတာပဲ။ဂျုံမိုးရွာတံငါတို့အတူခံခဲ့ကြရတာပဲ။ဘာမဆိုလို့ရဲတယ်ဆိုသူရဲ့ငန်ကြည့်ကြည့်ငိမ့်ချန်ရည်နဲ့ရွှေကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလို့မှလဲ။ ဒီကစားပွဲမှာနားချိန်တန်လို့နားတာဖီအားများလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေကြီးမှာငါတို့တော်လန့်ကြတာအလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရစခုဖို့ပဲလေဟုဘိုးချုပ်တာဘုံကျော်ခဘုံကျော်လက်ဖက်မြီကရမနီညာပိုင်း၎င်း၏လူမှုကွန်ရက်တွင်ရေးသားခဲ့ပါတယ်အော်တိုဘာလ29ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံသားဝင်စီစဉ်မှုဖြင့် TNL ကသိမ်းပိုက်ထားသောမိုးကုတ်နှင့်မိုးမြင့်မြို့များမှာစုခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နှင့်အပြစ်ခတ်ရဲစဲရေးသဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တပ်မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြောင့်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိန့်ရှိကျွင်းဤဂျောင်းဝင်ညှိနှိုင်းမှုဖြင့်ကိုချိန်မြောင်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့တွင်2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပြီးအပြည့်ရခဲ့ခြင်းဖြစ်ပါသည်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးဤ ရာဝင်စိတ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့နိုင်ပြီးသဘောတူသတ်မှတ်ထားသည့်ခါလအတွင်းမိုးကုန်းနှင့်မိုးမိတ်မြို့နယ်တို့မှ TNL တပ်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရပါသည်။ TNL ၏တအောင်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်ဖြင့်ပုံကျဲခြင်းနှင့်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့00:00နာရီ00မိနစ်အချိန်မှစ၍နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တပ်များရပ်တန့်ကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ 2029စစ်စင်ရေးအတွင်း TNL ကမိုးကုတ်တီမော်ကြောင်မဲနောင်ချုံမိုင်းလုံးမိုင်းငော်မိုးမိန်နန်းဆန်မန်တုံကိုခိုင်နန်ခမ်းနမတူမျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောင်ချုံတီဘောကိုပြန်လည်တိုက်ခိုက်တင်ပိုက်ခဲ့ပါတယ်။ထို့ပြင် TNL ကမိုးကုတ်နှင့်မိုးမိန်မျိုးများကိုပါချက်မှန်စွန့်လွှတ်မည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နန့်ဆန်မန်တုံကိုခိုင်နိုင်ခမ်းနှင့်နမတူမျိုးများတာ TNL လက်ထဲတွင်ကြန့်ရှိတော်မူဖြစ်ပါသည် ဆက်လက်ပြီးလောင်လုံးမျိုးနယ်မှာပြည်သူတွေရဲ့ခြေပါနဲ့နေအိမ်တွေကိုမိရှုဖြက်စီရန်ကားနေတဲ့အကြံဖက်စစ်အုပ်စုစစ်ကြောင်းကိုတော်လည်ရေးဖူပေါင်းတပ်ဖွဲ့များနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာအကြံဖက်စစ်သား၈ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။တန်နင်းသာရီတိုင်းထဝက်ခရိုင်လောင်လုံးမျိုးနယ်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတော်လည်ရေးဖူပေါင်းတပ်ဖွဲ့တွေကနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တကွယ်တပ်တော် DNL ကရမန်နီညာပိုင်းမှာထုတ်ပြန်ပါတယ်။မောင်မကန်ကျေးရွာဘက်မှာ တရင်ကြီးကျေးပါဘတ်တို့စစ်ကြောင်ထိုးလာတဲ့အင်အား84ဦးပါစစ်ကောင်စီစစ်ကြောင်ကိုအော်တိုဘာလ21ရက်ညနေ4:50မိနစ်မှာစတင်တိုက်ခိုက်ခဲ့ရာနှစ်နိုင်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီဘက်မှတေဆုံထိခိုက်မှုရှိပြီးတော်လန်ရဲရဲဘော်တအူမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်အော်တိုဘာလ22ရက်မှာလည်းအစိုးရစစ်ကြောင်ကိုကမ်ပဏီပါအနေညနေ4:50မိနစ်မှာထပ်မံတိုက်ခိုက်ခဲ့ရာနှစ်နိုင်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံထိခိုက်မှုရှိခဲ့ပြီးတော်လန်ရဲရဲဘော်တွေထိခိုက်မှုရှိခဲ့ဘူးလို့ဖော်ပြထားပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုတဝက်ခရိုင်တပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းဒေါနာတယင်းတက်ခွဲခွနစ် LPF ဒေါနာတယင်းတက်ခွဲလေး KPDF ရမညမွန်တက်တော်နှင့်ဖူပေါင်းတက်တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါကြားဖြတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပြီးတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်မှလက်နက်ကြီးပစ်ကူနှင့်စစ်သည်မော်ပစ်ကူတွေစစ်ကူပေးခဲ့တယ်လို့ဖော်ပြပါတယ်။အဲ့ဒီနောက်ဖွဲ့စည်းပုံပြတ်ပြီးပြန်ဆုတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာအင်အားပြန်လည်စုဖွဲ့ပြီးကမ်းဖက်ညီကြီးပါတို့ပြန်လည်စစ်ကြောင်းထိုးလာရာ company နဲ့ပညစ်ကျေးရွာကြရှိတကြမင်းထိုင်တောင်မှာယာယီတက်ဆွဲထားစဉ်တော်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ drone တိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစု DNL ဒုရကစေကြောင်းဒေါနာတရင်တက်ခွဲ9 LPF ဒေါနာတရင်တက်ခွဲ၄ KVDF ရမညမွန်တက်တော်လောင်လုံးတမနီလိပ်ပြတက်ခွဲနှင့်မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလှုံ့ဆော်ခဲ့တာဖြစ်ပြီးစကစတပ်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာစစ်ကောင်စီကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြင်ကြံကြဖို့ကိုလည်းတဝယ်မျိုးသားလူမျိုးရေးတပ်တော်ကတိုက်တွန်းထားပါတယ်။ဇမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။